္ဂလာပါရှင်ချက်လန့်ချန်နယ်သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရစေ2025ခုနှစ်မေလ10ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ TK data ကိုအလုံးစုံပြန်လည်တင်ပိုက်လိုက်ပြီးလို့ KNU အသိပေးကြောင်းမုတ်ပြန်အခြေစိတ်ခမာရ224တည့်ရမှစစ်ကောင်စီတပ်သား2ဦးလက်နက်ခင်းရန်အပြစ်အဆုံးဖြင့်ခွတ်တောင်းတမန်အထူးစစ်ကြောင်းထံအလင်းဝင်ကြောင်း အပြည့်ရဲ့ကျင်းရထားတဲ့စစ်ကောင်စီကအစိမ်ငွေပုံအပြင်လက်နက်ကြီးများနဲ့ပါပြစ်ခတ်တိုက်ခိုက်၍ကလေးငယ်အပါအဝင်၄ဦးသေဆုံးပြီး9ဦးထိခိုက်ဒဏ်ရာရရှိကြောင်းထိခိုက်အောင်ပွဲနဲ့အတူစစ်ကောင်စီရဲ့နျူကလ িয়ার တပ်အားပေးစက်ရုံအပေါ်စိုးရိမ်မှုအချက်၅ချက် KNU ထုတ်ပြန်ကြောင်းနဲ့စစ်ကောင်စီကယာယီအပြည့်ရထားပေမဲ့နောင်ချိုကဂျေးရွာလေးခု တရက်တီဘုံချေခံရကြောင်းလို့ပဲဖြစ်ပါရဲ့ရှင် ထိခိဒေတာကိုအလုံးစုံပြန်လေးသိမ့်ပိုက်လိုက်ပြီလို့ KNU အသိပေးတဲ့သတင်းကိုတင်ဆက်ပေးတော့ပါမယ်ရှင်။ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ခရိုင်ဌာနချုပ်နဲ့တမဟာဌာနချုပ်ဟောင်းတရှိရာတင်တန်တာရီတိုင်းမိတ်ထဝေခရိုင်ရှိထိခိဒေတာတစ်ခုလုံးကိုအလုံးစုံပြန်လေးသိမ့်ပိုက်နိုင်ခဲ့ပြီလို့ KNU ကယမနေ့မှအသိပေးထားပါဗျ။ KNU ကိုသူလေအုတ်ချုပ်နေပြီးမိတ်ထဝေခရိုင်ထီခီဒေတာအတွင်းရှိထီတာဘျူဟာစခန်းကို PK ရဲ့ April 16ရက်နေ့မှာ၎င်းထီခီဘျူဟာစခန်းကို May 9ရက်နေ့တို့မှာကရင်အမျိုးသားလွတ်မြောက်ရေးတမတော် KNLA နဲ့ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ဦးဆောင်တဲ့တိုးလိုင်းရေးပူပေါင်းတပ်တွေက အလုံးစုံတင်ပိတ်နိုင်ခဲ့တာလို့ဆိုပါရယ်ထီခီဒေတာမှာ KNU ရဲ့မိတ်ထဝေခရိုင်နဲ့ ်ခရိုင်ဌာနချုပ်နဲ့တမဟာဌာနချုပ်တည်ဆောက်ဖို့1984ခုနှစ်မှာစတင်စီစဉ်ခဲ့ပြီး1985ခုနှစ်မှာစတင်တည်ဆောက်ခဲ့ရာထိခိဒေတာမှာ KNU ရဲ့ခရိုင်ဌာနချုပ်နဲ့တမဟာဌာနချုပ်ရုံးတွေတူရှိပြီး ထိထမှာခရိုင်ဌာနချုပ်နဲ့တက်မဟာဌာနချုပ်မှာတာဝန်ထမ်းဆောင်နေတဲ့ KNU ရုံးအဖွဲ့ဝင်တွေရဲ့မိသားစုဝင်တွေနေထိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါရယ်အဆိုပါထိခိဒေတာကိုစစ်ကောင်စီက1999ခုနှစ်မှာတက်မ99နဲ့တက်မ66ဦးဆောင်တဲ့တည်ရင်20ခန့်က major operation စစ်စင်ကြီးနဲ့စတင်ထူးစစ်စင်တက်ခိတ်ခဲ့တာကြောင့်1996ခုနှစ်မှာ TK data ကိုလက်လွတ်ခဲ့ရတယ်လို့ KNU ကအတည်ပြုထားပါတယ်။လက်ရှိအချိန်မှာတော့ KNU အနေနဲ့လက်လွတ်ခံရတဲ့ TK data ကိုပြန်လည်သိမ်းပိတ်နိုင်ခဲ့ပြီး data အတွင်းပြည်သူလူထုရဲ့အသက်ဦးအိမ်တွေကာကွယ်ရေးအတွက်ဆက်လက်လှုံ့ဆော်သွားမယ်လို့ KNU ကထုတ်ပြန်ထားတယ်လို့သိရှိရပါတယ်ရှင်။ စစ်ကောင်စီကယာယီအဖြစ်ရထားပေမဲ့နောင်ချူကဂျေးရွာလေးခုတရက်တီဘုံကျဲခံရတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ တအောင်အမျိုးသားလူမျိုးရေးတက် TNLA ထိန်းချုပ်ထားတဲ့နောင်ချူမြို့နယ်ထေကဂျေးရွာလေးခုကိုတရက်တည်းမှာတင် drone နဲ့ပုံကျဲတလို့လက်နက်ချင်းနဲ့ပြက်ခတ်တရီလုတ်ခဲ့တယ်လို့ TNLA ကမေလ10ရက်နေ့မှာထုတ်ပြန်ထားပါတယ်။စစ်ကောင်စီကမေလ6ရက်နေ့ကနေ31ရက်နေ့အထိအပြက်ခတ်ရက်စီဖို့တက်တန်တူထားပေမဲ့တအောင်ဒေသထေကိုမေပင်စစ်ကြောင်းထိုးတာလက်နက်ချင်းနဲ့ပြက်ခတ်တာ drone နဲ့လေကြောင်းတိုက်တာတွေနေ့တိုင်းလုပ်နေတယ်လို့ဆိုပါတယ်။ ။နောင်ချုံမြုပ်နေထဲကတရချူရွာ၊နောင်လင်ရွာ၊ရပင်ရွာ၊အုံတီစားတဲ့ဂျေးရွာတွေကိုမေလ9ရက်နေ့တရက်တင်းမှတဲ့မနက်6နာရီခွဲကနေနေ့လယ်7နာရီချိန်တွင်တက်ခိတ်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်။တရချူရွာမှာထူးဆစ်ဆင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ DNLA တို့အကြားတိုက်ပွဲဖြစ်ပွားချိန်မှာနောင်ချူမြို့နယ်တောင်ခမ်းမှာရှိတဲ့အမှတ် 900နှစ်အမြောက်တက်ကနေလက်နေကြီးဝင်နဲ့ပြက်ခတ်ခဲ့တယ်လို့နောင်လင်ကြီးရွာကတိုက်ပွဲဖြစ်တဲ့နေရာတွေကိုလည်းပြက်ခတ်ခဲ့ပါတယ်။စစ်ကောင်စီကလက်နေကြီးနဲ့ပြက်ခတ်ကြကြောင်းတရက်ချူကြီးရွာခြေကမင်္ဂလာဆောင်ကျင်းပနေတဲ့ရွာခြေကိုကြားရောက်ပောက်ကွဲပြီးကလေးငယ်တယောက်အပါဝင်ဒေသခံ၄ယောက်တည်ဆုံခဲ့ရပြီး9ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း TNLA ကမေလ9ရက်နေ့ကထုတ်ပြန်ထားတယ်လို့သိရှိရပါတယ်ရှင်။ ဗုတ်ပြဲအခြေစိုက်ခမာယ224တရင်မှစစ်ကောင်စီတပ်သား2ဦးလက်နက်ခေယံအပီအစုံနဲ့ခွတ်တောင်းတမန်အထူးစစ်ကြောင်းထံအလင်းဝင်လာတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ တနင်္သာရီတိုင်းမိတ်ခရိုင်ပုတ်ပြန်အခြေစိတ်ခမာရ224တည်ရမစစ်ကောင်စီတပ်သား2ဦးဟာလက်နက်ခဲယံအပြည့်အစုံနဲ့ယမနေ့မေလ9ရက်နေ့ကခွတ်တောင်းတမန်အထူးစစ်ကြောင်းထံအလင်းဝင်ရောက်လာကြောင်းသိရပါတယ်။အလင်းဝင်ရောက်လာသောစစ်ကောင်စီတပ်သား2ဦးမှာပုတ်ပြန်အခြေစိတ်ခမာရ224တည်ရမအသက်30အရွယ်ရှိတက်ကြကြီး2ဦးနဲ့အသက်28နှစ်အရွယ်ရှိတပ်သား2ဦးတို့ဖြစ်ကြောင်း ခွတ်တောင်းတမန်အထူးစစ်ကြောင်းတာဝန်ရှိသူထံမှသိရှိရပါတယ်။ဒီစစ်ကောင်စီတပ်သား2ဦးဟာစစ်အာဏာရှင်တွေရဲ့လက်အောက်မှာဆက်ပြီးတာဝန်မထမ်းဆောင်လို့တော့ပါဘူး။တက်ကြွကြီးကလုံတဲ့စင်နှရှိပြီးတပ်သားကလုံတဲ့၅နှစ်ပါ။သူတို့ဟာအေးအေးဆေးဆေးနေထိုင်လို့ကြပြီးစစ်တပ်ရဲ့လုံရက်တွေကိုအလွန်စိတ်ကုန်နေကြပါတယ်။ဒါကြောင့်ကျွန်တော်တို့အဖွဲ့နဲ့ချိတ်ဆက်ပြီးရောက်ရှိလာတာဖြစ်ပါတယ်လို့ ခွတ်တောင်းတမန်အထူးစစ်ကြောင်းရဲ့ပြန်ကြားရေးတာဝန်ခံကပြောဆိုထားပါတယ်။အလင်းဝင်ရောက်လာသောစစ်ကောင်စီတပ်သား2ဦးဟာ MA1 တန်းနဲ့နှစ်လက်ဂျီပေါက်9ခုနဲ့ 5.56G 328တောင်းကိုယူဆောင်လာခဲ့ပြီး၎င်းတို့ရဲ့ဆုံဖြတ်ချက်ကိုကွန်ပျူတာအဖြစ်ထိတ်တန့်တဲ့စုချင်းဝင်များချင်းမြှင့်သွားမည်ဖြစ်ကြောင်းသိရှိရပါတယ်။ KNLA တည်ရင်စက်တလက်အုပ်ခံခွတ်တောင်းတမန်အထူးစစ်ကြောင်းတာဝန်ခံများဟာအဆိုပါအလင်းဝင်ရောက်လာသောစစ်ကောင်စီတပ်သား နှစ်ဦးကိုနှွေးထွေးစွာကျူဆူခဲ့ကြပြီးလက်ရှိတွင်ကောင်းမွန်စွာပြုစုဆောင်ရှောက်ထားကြောင်းသိရှိရပါတယ်။ဒါ့အပြင်၎င်းတို့ရဲ့ဆန္ဒအလျောက်လွမြောက်နေနေသောပို့ဆောင်သွားမည်ဖြစ်ကြောင်းစစ်ကြောင်းတာဝန်ရှိသူကဆက်လက်ပြောကြားခဲ့ပါတယ်။တနင်္သာရီမြို့နယ်မိတ်မော်ကြောင်နေဆက်ကုံသွေးရီလမ်းပိုင်းတွင်ပြီးခဲ့တဲ့ဒီဇင်ဘာလ28ရက်နေ့မှယခုနှစ်မေလအထိ၄လကျော်ကြာဖြစ်ပွားနေသော ်တင်ခွန်းကျေးရွာတိုက်ပွဲအတွင်းစစ်ကောင်စီတပ်နဲ့တိုလှန်ရေးတပ်များအကြားနှစ်ဖက်စစ်ရေးတင်းမာလျက်ရှိကြောင်းတိုလှန်ရေးတပ်ဖွဲ့ဝင်များထံမှသိရှိရပါတယ်ရှင်။အပြည့်ရဲ့ကျင်းရထားတဲ့စစ်ကောင်စီကအစိမ့်ဝိတ်ပုံဝပြန်လက်နက်ကြီးများနဲ့ပါဖြစ်ခတ်တိုက်ခိုက်၍ကလေးငယ်အပါအဝင်၄ဦးသေဆုံးပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ အပြစ်ရဲ့တက်တန်တိုးထားတဲ့စစ်ကောင်စီကနောက်ချုံမြို့နယ်တရချူကျေးရွာအားလက်နက်ကြီးဖြင့်ပြက်ကတ်ခဲ့ရာကလေးငယ်အပါအဝင်ဒေသခံ၄ဦးတေဆုံးပြီး9ဦးဒဏ်ရာရရှိခဲ့ကြောင်းယမနေ့မေလ6ရက်နေ့တွင်တောင်းတမတော် TNLA ကထုတ်ပြန်ထားပါတယ်။မင်္ဂလာပွဲကျင်းပနေတဲ့တရချူကျေးရွာကိုပြီးခဲ့တဲ့မေလ၈ရက်နေ့ကတောင်ခမ်းရွာရှိအမြောက် စက္ကန့်ကွက်ကင်းမှုဌာနချုပ်မာဆခ900နှစ်ကလက်နက်ကြီးဖြင့်ပြစ်ခတ်ခဲ့ရာအသက်9နှစ်အရွယ်ကလေးငယ်အပါဝင်ဒေတာခန့်၄ဦးတိဆုပ်ခဲ့ပြီးခုနှစ်ဦးတန်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။အပြစ်ခတ်ရက်စေးရေးတက်တန်တလာထက်တိုးထားတဲ့စစ်ကောင်စီကလက်နက်ကြီးပြစ်ခတ်ခြင်းထူးဆစ်ဆင်ခြင်းနဲ့လေကြောင်းတက်ခတ်ခြင်းများပြုလုပ်နေပြီးအစိမ့်ဝိတ်ပုံများကိုပါအသုံးပြုနေကြောင်း TNLA ကထုတ်ပြန်ထားပါတယ်။ ်မေလ၈ရက်နေ့ညနေပိုင်းတွင်နောင်လင်ကျေးရွာအနီးစစ်ကောင်စီတပ်နက် TNLA ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီက drone ဖြင့်ပုံရှစ်လုံးအစိမ့်ဝင်ပုံ၅လုံးလက်နက်ကြီးဖြင့်32ကြိမ်ပြက်ခတ်တိုက်ခိုက်ခဲ့ပြီးအုံတီကျေးရွာကိုလည်းစစ်ကောင်စီကအစိမ့်ဝင်ပုံ၃လုံးကျေးချခဲ့တယ်လို့ဆိုပါတယ်ဒါပြန် TNLA ပူပေါင်းတက်ရှိရာတရက်ချူရွာအနီးသို့ထူးဆစ်ဆင်လာ၍တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီ မာဆာခ900နှစ်မှ drone ချင်းပုံးနှလုံးလက်နက်ကြီးဖြင့်16ကြိမ်ပြတ်ခတ်တိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။ဒါ့အပြင်နောက်ချူမြို့နယ်ရပင်ကြီးရွာအနီးတိုက်ပွဲတွင်လည်း drone ချင်းပုံးနှလုံးလက်နက်ကြီးဖြင့်2ကြိမ်ပြတ်ခတ်တိုက်ခိုက်ခဲ့ရလို့ဆိုပါသည်။ ်စစ်ကောင်စီကမေလ6ရက်နေ့မှ31ရက်နေ့အထိအပြစ်ခတ်ရစေးမည်လို့ထပ်မံတက်တိုင်းတိုးထားတော်လေ TNLA ပူပေါင်းတဲ့ထိန်ချုပ်ထားတဲ့နောင်ချုံမြို့ကြီးကိုတိုက်ခိုက်မှုများဆက်တိုက်လှုပ်ဆောင်နေကြောင်း TNLA ကအသိပေးထားပါတယ်တောင်တက်မတော် TNLA ကိုကန်တက်မတော် MNDAA အာရခတက်တော် AA ညီနောင်မဟာမိတ်သုံးဖွဲ့မှငလင်တန်တင့်ပြည်သူများနဲ့လူသားချင်းစာနာထုတ်ထားရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရေးအတွက်တိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့နေရာများထူးဆစ်ပြုလုပ်မည်မဟုတ်ပဲတစ်ဖက်သက်အပြည့်ရက်ကာလအားမေလကုန်အထိတင်ရထားခြင်းဖြစ်တယ်လို့သိရှိရပါတယ်ရှင်ချီကီအောင်ပွဲနဲ့အတူစစ်ကောင်စီရဲ့နျူကလ িয়ার တက်အားပေးစက်ရုံအပေါ်စိုးရိမ်မှုအချက်၅ချက် KNU ထုတ်ပြန်ထားတဲ့သတင်းကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ ထိုင်းမြန်မာနယ်စပ်ရှိထဝေမြို့နယ်ထီကီဒေတာကိုတင်ပိုက်အပြီးတွင်စစ်ရေးဆိုင်ရာအောင်မြင်မှုနဲ့အတူစစ်ကောင်စီရဲ့နျူကလ িয়ার တပ်အားဖြင့်စက်ယုံကြည်ဆောက်ရန်အစီအစဉ်အပါအဝင်အချက်၅ချက်ကိုကရင်အမျိုးသားအစည်းအရုံး KNU ကထုတ်ပြန်ကြေညာထားပါတယ်။ KNU ရဲ့မိတ်ထဝေခရိုင် ခရိုင်ဌာနချုပ်နဲ့တမဟာဌာနချုပ်ဟောင်းတရှိယာတိခိဒေတာကိုမေလ9ရက်နေ့တွင်အလုံးစုံပြန်လည်တင်ပြနိုင်ခဲ့ပြီးနောက်ယခုကေတုံထုတ်ပြန်ခြင်းဖြစ်ပါတယ်။စစ်တပ်ဟာထူမိတ်ထဝေခရိုင်နေမီကို1969ခုနှစ်တွင်တင်ပြခဲ့ရာစစ်ရေးပဋိပက္ခများနဲ့ဒေတာခံပီသူများနေရွှန့်ခွာထွက်ပြီးတင်းရှောင်ရမှုများဖြစ်ပေါ်ခဲ့ပါတယ်။ KNU တက်မဟာလေးနဲ့တူလှိုင်းတပ်ဖွဲ့များဟာပြီးခဲ့တဲ့မေလ2ရက်နေ့မှာစတင်ကာ ပူပေါင်း၍ထူးဆစ်ဆင်တက်ခဲ့ခဲ့ရာတိခိစကံကိုပြန်လည်ရရှိခဲ့ပါရယ် KNU တမဟာလေးအနေနဲ့မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံရှိဒေသခံပြည်သူများရဲ့လုံခြုံရေးကိုအာမခံချက်ရှိစေရန်မိတ်ထဝေဒေသရှိတိခိစစ်အခြေစိတ်စကံကိုပြန်လည်ထိန်ချုပ်ခြင်းဟာမဖြစ်မနေလိုအပ်တယ်လို့ယုံကြည်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါရယ် ဒါပြန်ပြီးသူများရဲ့ကုကံကြမကိုဖန်တီးခွဲ့မြန်မာစစ်တပ်ရဲ့အကြမ်းဖက်မှုများမှလွတ်မြောက်စေရန်အတွက်စစ်ကောင်စီအပေါ်စစ်ရေးအရာအရေးယူဆောင်ရွက်မှုများပြုလုပ်ရန်လိုအပ်တယ်လို့လည်းယုံကြည်ကြောင်းဆိုပါတယ်။ အလားတူစစ်ကောင်စီနဲ့ရုရှားအစိုးရတို့ပူးပေါင်း၍ဖော်ဆောင်မဲ့နျူကလ িয়ার တပ်အားပေးစေယုံတည်ဆောက်နိုင်သောနေရာနှစ်ခုမှာပခူရိုင်းအလေးပိုင်းနဲ့ထိုင်းနေဆက်တနင်္သာရီတိုင်းရှိထဝေအထူးစီးပွားရေးဆောင်တို့တွင်ဖြစ်တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်ဤအခြေအနေတွေကြောင့်နှစ်နိုင်ငံပြည်သူများရဲ့လုံခြုံရေးအန်ဒရီကင်းရှင်မှုနဲ့နေထိုင်မှုတို့အတွက်အလွန်ဆိုးရင်ပူပန်နေမိပြီးစီးရီးတင်းမာမှုကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ ထိခိုက်နိုင်ခြင်းများနဲ့နောက်ဆက်တွဲအကျိုးသက်ရောက်မှုများကို KNU ကလေးနဲ့စွာသုံးသပ်လျက်ရှိကြောင်းသိရှိရပါတယ်။ KNU အနေနဲ့အတိတ်နဲ့ပြစ်ဆုတ်ပိုင်ကာလအတွင်းထိုင်းပြည်သူများနဲ့တဟာဇာတဖြစ်စွာနေထိုင်ခဲ့ကြတဲ့ဤသူနောက်နောက်အနာဂတ်တွင်လေးလေးစားမှုနဲ့ခင်မင်းရင်းနှီးမှုတို့ဖြင့်အိမ်နီးချင်းကောင်းပိသစွာနေထိုင်ရန်အသင့်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။ ဒက်တန်ထိုင်းနိုင်ငံနဲ့ငင်းချမ်းပြီးအတူတကွပူးပေါင်းဆောင်ရွက်တဲ့ဆက်ဆံရေးသဘောထားအပေါ်၎င်းတို့ယက်တီကြောင့်လည်းထိုင်းပြည်သူများထံမှ နားလည်မှုကိုလည်းမျှော်လင့်ကြောင်း KNU ကဆိုရဲလို့သိရှိရပါတယ်ရှင်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့ဒီလောက်နဲ့ပဲရနာတော့ပါမယ်ရှင်။ချင်းလင်းချင်တဲ့တရင်စီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းမင်္ဂလာပေါင်းနဲ့ခံရောင်းနိုင်ကြပါစေရှင်။